ရွာမနွားကြောင်းရင်ဘာသာစကားမျိုးစုံပြောနိုင်လို့လူပြောများနေပတ်အိုတိုင်းရင်သားလေးမာကီပရိသတ်များအလုံးမဲမြင်လာပါရှင်ရွှေမလေးချန်တွေကနေပြန်လေးကြိုးစို့လိုက်ပါတယ်ကျမတို့ပဝင်ချင်းမှာအခွင့်အရေးမရှိလို့အဆက်အသွယ်မရှိလို့ငွေကြေးမတက်နိုင်လို့ဆိုတဲ့စကားတွေကိုမကြကနာကြားဖို့ကြာမှာပါနော် ဒါပေမဲ့တကယ်လို့အရေးချင်းတဲ့ဇွဲလုံးလားကသာအဓိကဆိုရင်ဒီအကြောင်းပြချက်တွေအားလုံးဟာအရာမဝင်တော့ဘူးဆိုတာကိုသက်သေပြနေရင်လူငယ်လေးတယောက်ကြောင့်ကိုဒီနေ့ကျွန်မပြောပြချင်ပါတယ်။ဒီနေ့ခေတ်ကဘာကြီးမှာအင်္ဂလိပ်တရုတ်ဂျပန်လိုဘာသာစကားတွေဟာအောင်မြင်မှုရဲ့တကားပေါက်တွေဖြစ်လာပါတယ်။ဒါကြောင့်လည်းမျိုးပြကမိဘတွေလူငယ်တွေဟာဘာသာစကားသင်တန်းတွေအတွက်တိုင်းနဲ့ချီအကုန်ကြားခံနေအချိန်တွေပုံဩပြီးလေ့လာကြပါတယ်။ ဒါပေမဲ့လက်တွေ့မှာတော့တင်းနန်းစင်လက်မလောက်လောက်လေးတွေနဲ့အတူအသုံးမဝင်တဲ့စကလုံးအနေငယ်ကိုသာရင်မာပိုက်ပြီးတော့ကြံခဲ့တဲ့သူတွေတူးနေသေးပါပဲ။တစ်ဖက်မှာတော့ကွန်ပျူတာတင်းနန်းဘာသာစကားတင်းနန်းဆိုတဲ့စကလုံးတွေနဲ့တောင်အကျွမ်းတဝင်မရှိတော့တဲ့ ရှမ်းပြည်တောင်တန်းတွေပေါ်ကရွာငယ်လေးတွေအောင်မှာတော့အသက်ငယ်ငယ်ပုံအတိုင်းသားလေးတဦးကသူ့ရဲ့ပါရမီနဲ့ကြိုးစားမှုတွေကြောင့်အင်တာနက်ကဘာကိုဒေါင်းလုဒ်စေခဲ့ပါတယ်။သူ့နာမည်ကမာကီပါ။သူ့ရဲ့လုပ်ကံကចောင်းသားမဟုတ်ပါဘူး။လေသမားနွားចောင်းသားတယောက်ပါ။မာကီရဲ့ဘဝကရိုးစင်းပါတယ်။မနက်မိုးလင်းလာတဲ့ဖတ်စာအုပ်တွေစာတစင်ကိုဂိုင်းကျောပိုးကြီးအစာနွားចောင်းဖို့ကြိုးတစ်ချောင်းကိုလွှဲပြီးတောတောင်တွေထဲကိုထွက်ရပါတယ်။သူ့ရဲ့စာသင်ငယ်ဟာចောင်းမဟုတ်ပဲစိမ့်ဆူနေတဲ့လေကွင်းနေတဲ့တောင်တန်းတွေပါပဲ။ဒါပေမဲ့သူ့ရဲ့စူးစမ်းလိုစိတ်နဲ့တင်ယူလိုစိတ်ကတော့ င်မျိုးပြကလူငယ်ထက်မစိုးပိုအားကောင်းခဲ့ပါတယ်။သူဟာနွားကြောင်းရင်ရတဲ့အားလက်ချိန်တိုင်းမှာသူ့လက်ထဲကဈေးပေါ်တဲ့ဖုန်းလေးတစ်လုံးကိုပညာစည်းပူရာအဖြစ်သုံးချခဲ့ပါတယ်။သူလေးလာခဲ့တာတွေကတော့အမကန်းမှာပဲဂျပန်အနီမီဇာကားတွေကြည့်ရင်လည်းဂျပန်စကားကိုသင်ယူတယ်။စီပေါ်တခြင်းတွေနားထောင်ရင်လည်းတရုတ်စကားကိုနားထောင်တယ်။ယူကျူကနေအင်္ဂလိပ်ကိုရီးယားနဲ့ထိုင်းစကားတွေကိုသူပါသူအတန်တွဲတစ်ခုချင်းစီလိုက်ခြင်းနဲ့ဒီလိုနဲ့မကြခင်မှာပဲမာဂီဟာဒီဘာသာစကားပေါင်းများစွာကိုကြွန့်ကြန့်ချင်ချင်နဲ့ပြောဆိုနိုင်လာပါတယ်။ သူ့ရဲ့အရင်ချင်းကစကားပြောနိုင်ုံမဲလားဆိုတော့မဟုတ်သေးပါဘူး ဆိုရှယ်မီဒီယာမှာပြန့်နေတဲ့သူ့ရဲ့ဗီဒီယိုဖိုင်တွေမှာဆိုရင်မကီကဂျပန်ဆိုတော့ခန့်ရှင်ယိုဆိုရဲ့တချင်းတွေကိုရီးယား BDS အဖွဲ့ရဲ့တချင်းတွေကိုမပီမတလိုက်ဆိုနေရမှာမဟုတ်ပဲအတန်တွဲမှန်မှန်ခန်းစားချက်အပြည့်နဲ့တည်ဆောက်နိုင်တာကိုတွေ့ရမှာပါဒါအပြင်အဲ့ဒီတချင်းတွေရဲ့နန်းနေတဲ့အတိတ်ပဲတွေကိုပါမြန်မာလိုပြန်လည်ရှင်းပြနိုင်စွမ်းရှိရာကြောင့်သူ့ကိုကြည့်မိတဲ့သူတိုင်းကပါဇက်အဟောင်းသားနဲ့ချီးကျူးကြရပါတယ်သူ့ရဲ့စူးစမ်းမှုတွေကိုအသေးမှတ်ပြတဲ့ comment တွေသူ့ကိုကူညီထောက်ပံ့ခြင်းတွေကလည်းအများအပြားပေါ်ထွက်လာခဲ့ပါတယ်ဒါဟာကျွန်တော်တို့လူအဖွဲ့ ီရဲ့ချက်စရာကောင်းတဲ့အားပေးတတ်မှုတစ်ခုပါပဲ။မာကီရဲ့အကြောင်းကတကယ်အရေးချင်းဆိုတော့အခွင့်အလမ်းကောင်းတွေအောက်မှာပွင့်ဖူးလာတာမျိုးထက်အခွင့်အလမ်းမရှိတဲ့နေရာမှာကိုပါတာကိုဖန်တီးယူနိုင်စွမ်းရှိခြင်းဖြစ်တယ်ဆိုတာပါပဲ။ပညာရေးဆိုတာစာသင်ခန်းထဲမှာပဲရှိတာမဟုတ်ပဲကိုရိုင်းရဲ့မဆုံးနိုင်တဲ့တင်ယူလိုစိတ်ထဲမှာရှိနေရဆိုတာကိုသူကသက်သေပြခဲ့ရပါ။ဒါကြောင့်အခုဒီဗီဒီယိုကိုကြည့်နေတဲ့လူငယ်တွေနေတယ်။ကိုဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲတွေမပြေစုံမှုတွေကိုအပြစ်တင်မနေပဲကိုလက်ထဲမှာရှိတဲ့အင်တာနက်လိုမျိုးအရင်အမြင့်တွေကိုမာကီလိုအကျိုးရှိရှိအ သုံးချပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုကိုယ်တိုင်ပုံဖော်ကြဖို့တိုက်တွန်းချင်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရွာမှာလဲလုံးနွားကြောင်ရင်နဲ့ဘာသာစကားမျိုးစုံပြောနိုင်တဲ့လူငယ်လေးမာကီကိုဘယ်လိုမြင်လဲဆိုတာပြောသွားကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။